ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့ရဲ့အဓိကကျရဲ့နမကြီးပေါ်မှာတရှိရဲ့သက်ဆက်ကျူရီကွန်ဒိုကြီးကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်။သက်ဆက်ကျူရီကွန်ဒိုကအခန်းလေးတွေကိုဆောင်းအောင်ကြွားနေစပြီးရောဝယ်ယူလို့ရနေပြီဆိုတာကိုစိတ်ဝင်စားလာနော်။စိတ်ဝင်စားရင်ညီမနဲ့လည်းခဲပေးပါဦးရှင်။အခုကဆိုလို့ရှိရင်သက်ဆက်ကျူရီရဲ့၁၇လမှာရှိရဲ့အခန်းလေးကိုမိတ်ဆက်ပြီးမှဖြစ်ပါတယ်ရှင်။ဒီခန်းလေးက1899 square feet ရှိရဲ့အပြင် 4+1 bedroom လေးရှိပါတယ်နော်။ ချချကန့်ထားပြီးရောကစ်ချက်လေးကိုလုပ်ပေးထားပါတယ်။ကစ်ချက်လေးကိုတင်းချချချအခန်းကန်ပြီးရောမှလုပ်ပေးထားဖြစ်တဲ့အတွက်အိမ်တော်ရှင်မတွေအတွက်ကြည်ကြဲဝဝနဲ့ချက်ပြုတ်လို့ရပါတယ်ရှင်။ဒီဘက်ကဆိုလို့ရှိရင်မိတ်ဝန်လေးတွေအတွက်ပါပါရင်တော့ပြီးလို့ရှိရင်အိမ်မိတ်ဝန်အတွင်းထဲမှာမှကွန်မွန်တိုင်းလေးရှိပါတယ်ရှင်။ က်ဆိုလို့ရှိရင်ဘယ်ကုန်ဒီအသေးစားလေးတခုဖြစ်ပါတယ်ဒီဘက်မှာဒီပြင်ဘက်မှာပေါ့နော်အုတ်ချုံစက်ပဲထားမလားဒါမှမဟုတ်အဝတ်စင်လေးပဲထားမလားဒါအိမ်အောင်ရှင်မရဲ့အတွက်အဆင်ပြေတဲ့နေရာလေးတခုပါပဲနော်ဒီမှာဆိုလို့ရှိရင်တော့ကျဲဝန်းနဲ့ living room လေးကိုတွေ့ရမှာဖြစ်ပါတယ်ရှင်။ပြီးလို့ရှိရင်ဒီဘက်က garden view ပါရဲ့ balcony လေးဖြစ်တဲ့အတွက်ကိုယ့်ရဲ့ခလေးကအောက်မှာစော့နေရဆိုလို့ရှိရင်တော့မမီးပါရဲ့အနေနဲ့ဒီဘွားနေကြည့်ပြီးတော့စိတ်ပူစရာမလိုပဲနေလို့ရပါတယ်နော်။ မှမဆိုလို့ရှိရင်တော့ common dialect လေးကိုတွေ့ရမှာဖြစ်ပါရဲ့ဒါလေးရလဲ common variable လေးဖြစ်ပါရဲ့သူက space အလွတ်လေးပါတဲ့အတွက်ကိုရဲ့ video လဲထားမလားဘာပဲထားမလို့တခုထားလို့ရပါတယ်ပြီးတော့ဒီဘက်မှာမှန်တဲ့လုပ်ထားတဲ့အတွက်အောက်က garden view ကိုကြည့်လို့ရပါတယ်เนาะ ီဘက်ကလည်းအဲ့လိုပါပဲ space အလိုပါမယ်ဟိုဘက်မှာ bravo လေးတခုပါပါမယ်ရှင်ကျေကျေဝန်းနဲ့ရှိအောင်မလို့အခန်းနာရတော့ကျဲအဲဒါကြောင့်မလို့နှစ်ယောက်တူတူနေလို့ရှိရင်တော့မှအသက်ရွှေချောင်ပါရယ်နော်ဒီဘက်ကတော့ master bravo လေးဖြစ်ပါရယ်ရှင်ကိုမဘရိုလေးတခုပါမယ်ဒီမှာ space အလိုကတခြားခန်းတွေထက်ပိုပြီးတော့ကျဲတော့ pocket closet လေးပဲထားမလားကိုယ့်ရဲ့ဘယ်ပြောမလဲ view ိုကြီးပဲထားမှာပေါ့နော်အဆင်ပြေပါတယ်။ဖိနှိတွေတော်တော်အရင်သဘောကျကျကောင်းတဲ့ခံလေးတစ်ခါပေါ့နော်။ဒီမှာဆိုလို့ရှိရင်မှန်နေတဲ့တခြားလောက်ထားဖြစ်တဲ့အတွက် CD view ကိုအများကြီးမြင်ရပါဖြစ်ပါတယ်နော်။ facility စက်ပြင်းစီအစုံအလင်းနဲ့ရရန်အောင်မိုက်ပါရှင့် တော့ဆွေးမဲ့မှုလေးဖြစ်ပါတယ်။ရဲတဲ့အဲဒါလည်းအရင်ကိုကျင့်ပြီးတော့အရင်ကမှမိုက်ကားရဲပြီးတော့ဒီမှာဒီဘက်မှာဆိုလို့ရှိရင်အော်တိုလေးထားပြီးဟာဖြစ်တဲ့အတွက်လင်းကြီးလက်ခံလို့ရပါတယ်ရှင့်။ဒီနေရာလေးကတော့တဆာဂျူရီရဲ့ဘီလီရဲ့ခုံလေးပါပြီးရင်တော့ဟိုဘက်မှာဘားကောင်တာလေးရှိပါမယ်ရှင့်ဒီဘက်မှာဆိုလို့ရှိရင်ဒီဘက်တန်းနဲ့ဆိုလို့ရှိရင် ဒီရရဲ့တခြားတော့ဟာ Sky Garden ဖြစ်ပါတယ်။သူကြီးမင်းတို့အမောဖြည့်အပန်းဖြည့်ပြီးတော့လမ်းလေးလေးလျှောက်ပြီးရပါတယ်เนาะ။ကဲအခုဆိုရင်တော့ The Century Condo ကအခန်းလေးလည်းလိုက်ပြပြီးဆိုတော့စိတ်ဝင်စားကြရလားเนาะ။ The Century Condo ကအဓိကငလင်းအစ်စ်ကိုထိခန့်နိုင်အောင်ပြုလုပ်ထားတဲ့အတွက်အရန်ကိုအရန်အရန်ကိုရွေးချယ်တဲ့နေထဲမှာပါပါတယ်เนาะ။သူကအထက်မြင့်မင်မဲ့ငလင်းနဲ့ကိုခန့်နိုင်အောင်လုပ်ထားတဲ့အတွက်ကြောင့်လူကြီးမင်းတို့အနေရကိုစိတ်ပြီးတော့စိတ်ဝင်စားမလို့တော့ပါဘူး။ Radio Hour ဝါ electricity လည်းပေးနေရမလို့မီးပြတ်မှလည်းစိတ်ပူစရာမလိုပါဘူးရှင်။အစံယူရီကနိုဟာဆိုလို့ရှိရင်ဆေးရုံ၊ဆေးခန်း၊ international school, private school, shopping mall, convenience store တွေနဲ့နီးစပ်တာမလို့လူကြီးမင်းတို့နဲ့အရန်အောင်တင်တော့ပါရယ်နော်။သစံယူရီကနိုကိုဝယ်ယူဖို့စိတ်ဝင်စားရဆိုလို့ရှိရင်နော် hotline နံပါတ်399 264 640 399 264 640 80 399 264 640 80ကိုလေးလုံး90တို့ဆက်သွယ်ပြီးရောမေးမြန်းနိုင်ပါရဲ့ရှင့်